အင်းလင်းဒေတာမှာရှိတဲ့ငလင်းဘေးတဲ့ရှေးအောင်လရအဆောက်အဦတွေနဲ့အင်ဂျီတွေမဖြိုဖျက်ရပဲတဲမဲ့ပြင်ဆင်နိုင်ရင်ပရိုက်တာအဖွဲ့တွေကူညီပေးခဲ့တယ်လို့သိရပါဗျ။ ငလင်းပေးဖြစ်တော့အားချင်းသွားရောက်ပြီးစကိုင်းနဲ့မန္တလေးမှာစတင်ကူညီပြက်ပါရယ်အဲ့နောက်အင်းလေးကိုသွားရောက်ပါရယ်ဒုတိယအကြော့အနေနဲ့23ရက်နေ့မှာပြန်လာတာပါအိမ်တွေပြန်လဲတက်မဲ့ရေးရက်ရှည်အချိန်ယူဆောင်ရွက်ပေးပြက်ပါရယ်ကျွန်တော်တို့ဖွဲ့ရီအားလုံးပေါင်းစုံ10ပွဲလောက်ရှိပါရယ်လူကြီးစုစုပေါင်း80လောက်နဲ့ကူညီပေးကြတာဖြစ်ပါရယ်တနေ့ကိုရွာ3ရွာ3ဖွဲ့စီခွဲကူပါရယ်တနေ့ကိုစုစုပေါင်းအိမ်20ဝန်းကျင်ပြန်လဲတက်မဲ့နိုင်ရေးဆောင်ရွက်ပေးပြက်ပါရယ်လက်ရှိအချိန်ထိဆောင်ရွက်ပေးတာအင်ဂျင်နီယာကျော်ရှိသွားပါပြီ လုံးဝပြိုကျသွားတာမျိုးမဟုတ်ဘဲရိုင်နဲ့တင်းဆောင်သွားတဲ့အိမ်တွေကိုတက်မှတ်ပေးတာပါ။တတန်းကြပြီဖြစ်တဲ့အိမ်တွေကိုလည်းရှေးမှုလည်းရမပြတ်စူးစားတက်မှတ်ပေးပြပါရယ်ဖြိုပြီးမှပြန်ဆောင်ရင်အရင်တိုင်းပြန်ရဖို့မလွယ်နိုင်တော့ဘူးအဲဒါကြောင့်ငွေကြေးကုန်ကြမ်းစရိတ်မများပဲရှေးမှုလည်းရမပြတ်ပြန်လဲတက်မှတ်နိုင်ရင်ဆောင်ရွက်ပေးတာဖြစ်ပါရယ်သာသနိကအစာအုပ်တွေဆိုရင်လည်းကျွန်တော်တို့ဆောင်ရွက်ပေးတာအစာအုပ်20ကျော်ရှိပါပြီသာသနိကအစာအုပ်တစ်ခုဆိုရင်ပေးရကျော်တဲ့တစ်ဖက်ကန်းကနေကျိုးတွေဆိုင်ပြီးဆွဲရတယ် ချိန်ဘလောက်အလုံး30လောက်သုံးရတယ်လူရင်းရဆိုလည်းအတော်သုံးရတယ်အဲ့လိုနေရာတွေဆိုလူခွဲထားတဲ့အဖွဲတွေပြန်စုပြီးမှအင်အားနဲ့ကုကြရတယ်လို့ကင်းပြင်းတဲ့မြန်ကလေးကနေတော့ရောက်ကူညီပေးသူပေးဆက်သူလူမှုကူညီရေးအသင်းဥက္ကဋ္ဌကိုနေလင်းအောင်ကဖြေကြားပါတယ်မိုးရဲရေတွေလည်းကူညီခဲ့ကြပါတယ်ရွှေပါရမီဆရာတော်ဖေယားအရှင်တီဟန်ယနရွှေပါရမီပညာဒါနဦးဆောင်မှုကိုကိုစော်မျိုးလင်ဦးဖြူအမိုးပညာရှင်အဖွဲ့ရဲ့စီစဉ်ညွှန်ကြားမှုကိုစိုးထိုက်ဖတ်တို့ပေးဆက်သူမြန်ကလေးပရဟိတအသင်း မာဂရိတ်ငိပရာဟိတအသင်ကြီးလေးကြီးပရာဟိတအသင်တက်ကုံးပရာဟိတအသင်တကြအနွယ်ပရာဟိတအသင်အနာကက်ကျေပွင့်ပရာဟိတအသင်မြစ်တာရွှေစင်ပရာဟိတအသင်အောက်တာလူငယ်ပရာဟိတအသင်ရွှေစင်မြစ်တာပရာဟိတအသင်တို့က volunteer တွေရဲ့ကြိုးစားမှုတွေနဲ့စူပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပါတယ်လို့၎င်းကပြောကြပါတယ်။အဆိုပါကူညီမှုလုပ်ငန်းစဉ်တွေကိုပဲခူးတိုင်းကရင်နဲ့ရန်ကုန်တိုင်းဒေသကြီးတို့ကပရာဟိတအဖွဲ့တွေရက်ရှည်သွားရောက်နေထိုင်ကူညီပေးခဲ့တာဖြစ်တယ်လို့သိရပါတယ်။